အားလုံးမင်္ဂလာပါနောက်ထပ်ရွေးချယ်တာလည်းကောင်းကင်လေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ချင်းကပ်လိုသူဖြစ်ခြင်းမှုအမိရပါတယ်ဒါဆိုရင်အဲ့ဒါကရောတေဟာကိုမြင်ရတယ်ဆိုတာတော့ကားလာရှိပါချင်းတခါကစေးကုံကြီးတစ်ခုကလည်းကျွန်တော်ကိုအွန်လိုင်းဖောက်ပြောပွဲလေးလုပ်ဖို့ကံလမ်းပါတယ်အဖေခင်ရသူတွေပဲတဲရမယ်ပွဲဖို့ကျွန်တော်အနေနဲ့ online မှာပြင်ညာပေးစရာမလိုပါဘူး အဲ့ဒီလိုနဲ့လုံးဝရမတိုက်ခင်ရမှာတော့စီစဉ်တဲ့အမကအကြီးတကြီးဆက်ဆက်လာတယ်။ဆရာမနေ့ကမနေ့ကစိတ်ဝင်စားသူဘယ်သူမှစတတ်လို့ရတော့ပို့စလိတင်ပေးပါလားတဲ့။အမမဖြစ်လို့လေဆိုတော့သက်ဆိုင်ရအပေါ်သေးပြီးအကြောင်းကြားတဲ့နေရာမှာ အခက်ခဲဖြစ်သွားလို့လူနေတော့မှဆိုလို့ပါတဲ့။အဲ့ဒါနဲ့အမတို့ကဒီပွဲစီကိုလူတွေကိုပဲယူနေတာဆိုသူတို့အတွက်ပဲလုပ်ပြီးလေတကယ်လို့အစင်မပြင်းရွှေ့လိုက်လေရတာပဲလေဆိုတော့ တယောက်ကိုပြောမှအာနာလို့တဲ့။အုံးအမရင်ကျွန်တော်လည်းဘာမှစဉ်းမနာလို့ဟောက်တာကိုအမတို့တိတ်ချစာပြင်တင်ပြီးတာလုံးလိုက်တော့ဆိုတော့သူ့မှာကျေးဇူးတွေတကယ်ပဲ။တကယ်လည်းဟုတ်တယ်ကျွန်တော်အတွက်ကစေမောမှာတခါတနာတွေဝတ်ပြီးပြောတာလည်းမဟုတ်အိမ်ကနေပဲပြောတာလား။ဒီတော့အများဘက်သူတို့ဘွဲကိုလက်ခံထားလို့အခြားဘွဲတစ်ခုခုညှိထားရတာလည်းမဟုတ် ဒီရက်ကလေးရွှေ့လိုက်ရတာကျွန်တော်အတွက်ဘာမှအပမ်းမကြီးတဲ့ဒုက္ခအဲ့ဒါကိုမှကျွန်တော်ကမနတခွဲသားနဲ့မရဘူးဒီရက်ဆိုဒီရက်ပဲလို့လုံးလိုက်ရင်သူ့မှာဘလောက်အဆင်မပြေဖြစ်သွားမလဲကိုယ်တိုင်လည်းအဲ့ဒီလိုပွဲတွေစီစဉ်မှုတဲ့အခါမှာကောက်ကောက်ကိုပြန်စားတဲ့တချို့ကတို့ဖုံးဆက်ရောက်ကတော့ဆုံနေနေတဲ့အထိအခေါ်တော်များလို့တော်မလားအလုံများနေတဲ့အချိန်ဖုံးဆက်ရကောင်းလားဆိုပြီးများဖြစ်သွားမလားစသဖြင့်ဒီတိကလေးတွေကအစအစိတ်ကိုနေရတယ် သူနဲ့ပတ်သက်ရတာဘယ်တော့ပေါက်ကူးနဲ့မတည်တဲ့ခံစားချက်မိုင်းပုံးတစ်လုံးကိုပြုတ်ထရရတယ်လို့ပါပဲအဲ့ဒီလိုလူတွေနဲ့သူကအလုံးလို့ရရင်ကိုယ့်ရဲ့ဒီချွန်ဖတိနိုင်တဲ့ဇာကုန်နဲ့ဘာကမှကိုဆုံးဖြတ်ချက်နဲ့ကိုမလုပ်ရဘူးအင်းရှင်းတဲ့မဖြစ်တော့ဘူးတကုတ်ကုဆုံးမှားတော့မှသိကြောက်တော့ဘူးလူက program တင်ထားတဲ့ဆက်ရုံလိုဖြစ်လာတယ်အဲ့ဒါမျိုးကလုံးဖို့ကိုင်ဘက်တွေရဲ့မှလည်းရှိတတ်တယ်လို့မိသားစုမှလည်းရှိနိုင်ပါတယ် တင်ငယ်ချင်းလည်းဖြစ်နိုင်တယ်ကိုကြီးမှာကိုအိမ်အောင်ပဲလည်းဖြစ်နိုင်တယ်ရောင်းရံအနေနဲ့သိတဲ့ဘောကောင်းတဲ့သူနားလည်မှုပေးတဲ့သူအပြစ်တင်မှုထက်ဘလို့ကောင်းအောင်လုပ်ရမလဲဆိုတဲ့ဘက်ကနေကြီးတတ်တဲ့သူတွေနဲ့တွေ့လို့ရတယ်တော့လဲကိုမှာပြောနေရောအဲ့လိုလူတွေနဲ့တွေ့ရတိုင်းငါလည်းသူတို့လိုဖြစ်အောင်ကြိုးစားမယ်ဒါမှသူနဲ့ကိုတွဲလို့တော့ကပျော်ရတယ်လို့ကိုနဲ့အလုပ်တွေရဒီတိုင်းမှာလဲချမ်းသာရမှာဆိုပြီးတော့ဖြစ်ပါတယ် တစ်ဖက်ကလည်းသဘောကောင်းတယ်ဆိုပြီးအလင်းမထားတာမျိုးဖြစ်တတ်တာပေါ့သူများအလေးထားတာမထားတာနောက်ကိုယ်တိုင်ကတော့အဲ့လိုလူတွေကိုပိုပြီးအလေးထားကြောင်းပြသလို့ရှိတယ်။ယေရှုတင်လို့အတိမတ်ပြုလို့ကျောင်းလုံးလုပ်ယူထားတဲ့လေစာမှုမဟုတ်ပဲတကယ်ရင်ထဲကလာတဲ့လေစာမှုဖြစ်တော့ပို့ပြီးတော့အသက်ဝင်ပါတယ်ပြောရရင် approach ပဲဖြစ်ဖို့ပေါ့မြန်မာလိုဆိုရင်ချစ်ကပ်လွယ်သူလို့ဆိုနိုင်ပါတယ် ကိုရိုနာကသမုဒ္ဒရာအမှန်နေတာပြန်ဖြစ်လာတာမိဘခေါ်ခံရတာစသဖြင့်အမတ်တစ်ခုလုံးမိတဲ့အခါအဖေနဲ့အမေမှပစုကိုအရင်ပြောသမယ်ခိုးယောဂအကြောင်းဆရာဝန်ကြီးကိုမမင်းရဲ့လို့ရက်ွက်တွေကအထွေထွေယောဂဆုယောဂကုဆရာဝန်ကလေးကိုစစ်စစ်ချက်တစ်ချက်ကြီးနဲ့အကူတကြီးတောင်းမိတာပါကြမယ်ကိုမတိရဲ့ရုံးဌာနတစ်ခုကိုသွားတဲ့အခါတဘောကောင်းကောင်းရတဲ့လူတွေကိုပဲမိတာမလား အဲ့ဒီလိုဒီကိုမသိတာကိုတလေးတစားညီချင်းချင်းနဲ့ပြန်ဖြေပေးလိုက်ရင်ဘယ်လိုခံစားခဲ့ရလဲပြန်စဉ်းစားကြည့်။ဒါဆိုအဖို့ရှိပဲဖြစ်ခြင်းကိုတခြားသဘောပေါက်သွားလိုက်မယ်။ကိုနဲ့တွေ့ဖက်အလုံးလုံးတူရဲ့စိတ်ထဲမှာဒီလူကတော်တယ်ဒီလူကအချိန်ပြီးကြတယ်ဒီလူကပရိုဆန်နဲ့စသဖြင့်ပုံရိပ်တွေရှိကြပါတယ်။အဲ့ဒီထဲမှာကျွန်တော်သဘောအကျမိဆုံးကိုလည်းအဖြစ်ရှင်ဆုံးပုံရိပ်ကတော့ဒီလူကအချိကက်လွယ်ဆိုတာပဲ တခုခုဆိုကုန်းကွယ်လင်းလင်းနေရတယ်သူတို့အခက်ခဲကိုပြောလာရတယ်အပြစ်တင်မှာမဟုတ်ဘူးကြောက်နေကြမလို့ဘူးဆိုတဲ့ခံစားချက်ကိုကျွန်တော်နဲ့ပတ်သက်ဆက်ဆက်သူတိုင်းမှာရှိနေသေးတယ်စိတ်ကောင်းရှိလို့လို့တော့မဟုတ်ဘူးအဲ့ဒီလို approachable ဖြစ်သူတွေနဲ့အလုံးလုံးဘူးလို့သူတို့ကြောင့်စိတ်လက်ပေါ်ပါဘူးလို့ကိုရရတဲ့ခံစားချက်ကိုသူတစ်ပါးတွေပြန်လက်စစ်ခံတဲ့သဘောပါပဲ ကျွန်တော်တခါရင်းမှုတယ်လို့ပါပဲပရဟိတလို့ခုအများအကျိုးထောင်ရဖို့လို့ခဏထားကိုယ်ပေါ်ဝင်တဲ့အတန်းဝိုင်းကလူတွေကိုယ်တော်ဘလောက်စိတ်ချမ်းသာအောင်ထားပြီးပြီလဲဆိုတာကိုစဉ်းစားကြည့်ပါကိုမိကကိုအိမ်တော်ကကိုသားသမီးကိုဝန်တဲ့ကိုလုပ်ဖို့ကိုင်ပတ်တွေကိုကြောက်ပြောနေလားအစင်ပြေနေလားကိုရောက်လာပြီဆိုတာနဲ့သူတို့စိတ်မှာလေးပင်ကုန်သလားကိုကသူတို့အတွက်အချိန်မရပေါက်ကွဲနိုင်တဲ့မိုင်းပုံးတစ်လုံးဖြစ်နေမှာဒီချာစဉ်းစားကြည့်ပါ ဖြစ်နေတဲ့ဆိုအထာနာကောက်တာလေးရှော့ကြည့်တစ်ဖက်သားဘက်ကနေတွေးပေးတဲ့အာစဉ်းစားကြည့်အပြစ်တင်စကားပြောဖို့ထက်ပြဒနာဖြေရှင်းဖို့ကိုဥစားပေးစဉ်းစားပေးကြည့်ပါမိုင်းတလုံးခွဲသွားရင်ဘေးကလူတွေထိခိုက်တာကနောက်မှအရင်ဆုံးကိုကပေါက်ကွင်းပြစ်လိုက်ရတာအဲ့ဒီလိုတော့ကိုစိတ်ကလေးတွေကိုမြင်မဲ့သူကိုလည်းကြော်ရလိမ့်မယ်ကိုပုံဝင်ကလူတွေကိုကြောက်စိတ်ချမ်းသာပျော်ရွှင်ရရင်ကိုလည်းတူတော့အကျိုးပေးပါလိမ့်မယ် တကယ်ပါတနေ့တနေ့ကြုံတွေ့ရသမျှလူတွေကိုဘလို့လေးအစဉ်ပြေအောင်လုပ်ပေးလိုက်ရမလဲဆိုတဲ့စိတ်နဲ့ဆွေးနွေးရတာစိတ်တမိုးရှိရပါတယ်လူကြီးအချင်းလည်းနှက်ပါတယ်ဟုတ်ကဲ့ဒါကတော့ချိတ်ကလေးတို့ဖြစ်ခြင်းလို့အော်သိပေရပါတယ်ပြောရရင်တော့ flexible ဖြစ်တာပေါ့ကိုရောက်တဲ့ပုံစံမှာလည်းဟိုအလိုက်တဲ့မင်းပေးနိုင်တာပေါ့နော်ဟိုအရာအလုံးကတော့ကိုသဘောကျဖြစ်ခြင်းမှာဖြစ်မှာပေါ့နော် ကိုဆိုရင်လည်းအလုပ်ခွင်တွေထဲမှာရောက်တယ်ပေါ့နော်ကိုကဒီဟာလေးကကောင်းနေလို့ထင်လို့လုံးလိုက်ပြန်ပြန်လဲတခြားသူတွေကအဲကိုရဲ့လိုရတာမကောင်းတာလဲဖြစ်ချင်ဖြစ်သွားတယ်ပေါ့နော်နောက်ထပ်တစ်ခုကအဲ့ဒီအရာကကိုအတွက်မကောင်းဘူးလို့တတ်မှတ်ထားပေမဲ့အဲတခြားလူကအဲ့ဒီမကောင်းတာကြီးလုပ်နေပေါ့နော်ဒါဆိုအဲ့ဒီလူကိုကစက်ပေါင်းရမလားဒါမှမဟုတ်ကိုအကန့်နေကိုခွာရမလားဆိုရဲအဲဆက်ဆက်ကြီးကြီးရှိတယ်ပေါ့နော် ဘလို့ပဲဖြစ်နေဖြစ်နေကိုယ့်ရဲ့ပုံစံလေးတိုင်းသက်ရှိသွားဖို့ကအရေးကြီးပါတယ်ကိုယ့်ရဲ့မူလစိတ်ဓာတ်ကဘလို့လဲဆိုတော့ကိုယ့်အနည်းနာမှလူတွေကိုအစဉ်ပြေးနေတယ်နော်ဒါဆိုရင်ဒီအချက်ကိုပဲရှင်းပြလိုက်ပါပေါ့နော်အလို့သဘောရမခေါ်မဖြစ်ခေါ်လိုက်ရတဲ့အားကြီးလည်းရှိရပေါ့နော်ဆိုဘလိုပဲဖြစ်နေအလိုတဘောရအဲဒါမှကိုယ့်ရဲ့အလုပ်ကိုယ့်ရဲ့တောင်းပန်ပဲဆက်ယူသွားမယ် အဲကိုယ့်ရဲ့မူလစိတ်ထားလေးတိုင်းနဲ့ဆက်ရှိသွားမယ်ဆိုရင်ဒါကလည်းကိုယ့်ကိုစိတ်ကလွယ်တဲ့သူတဖြည်းဖြည်းနဲ့ဖြစ်လာလိမ့်မယ်ပေါ့နော်။ဟုတ်ကဲ့ဒါကတော့ဒေါက်တာဆူတီယာကြီးရဲ့အဆောင်ထဲကအကြောင်းအရာလေးကိုနည်းနည်းလေးပြန်ပြီးတော့ကိုယ့်အတွေ့အကြုံလေးနဲ့အရှင်းပြပြောလိုက်မယ်ဖြစ်ပါတယ်။ဆိုတော့နောက်ထပ်ကောင်းကင်ကြီးကဘာဖြစ်မလဲဆိုတော့ဆက်လက်ဆက်မှုကြည့်ပါဦးရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။